မနာမည်ကဆမ်းမြတ်တရားလားအဆိုးဝဝန်ထမ်းတရားပေါ့နော်အဒီတန်တန်းကိုဘာလို့တက်ရတာလဲဆိုတော့လူတွေကိုကူညီခြင်းနဲ့အတွက်ကြောင့်မို့ဒီတန်တန်းကိုတက်ရခြင်းဖြစ်တယ်ဒီတန်တန်းလေးကိုတက်လိုက်ရတဲ့အတွက်ကြောင့်မို့အကိုရဲ့ဂိုးဆက်တင်နေကိုချနိုင်ပါတယ်သူရဲ့ရည်ရွယ်ချက်တွေပန်းနိုင်နေကိုချနိုင်ပါတယ်နောက်တစ်ခုကိုကိုယုံကြည်မှုတွေရှိလာတယ်အဲ ဒီကျမဆိုလို့ရှိရင်စကားပြောဖို့ရာအတွက်မရေဘူးစကားကို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 မပြောတတ်ဘူးလို့ထင်တာတကယ်ညာစကားကပြောတတ်တယ်အဲအကြောင်းစိတ်ကြောင့်စကားကရှိနေနောက်နဲ့မညီရာတို့အဲ့လိုမျိုးဖြစ်တယ်ပေါ့နော်အခုလိုမျိုးတင်းတန်းနေတက်လိုက်ကြတဲ့အခါကျတော့ဒီစကားပြောနှိပတန်လေးတွေတည်တယ်နောက်တစ်ခုတကယ်လို့ကိုက coach လုံးဖြစ်သွားပြီ coach ဖြစ်သွားပြီဆိုလို့ရှိရင် client ကိုဘလို့နှီးတွေနဲ့စကားပြောမလဲဘယ်စကားပြောနှိပတန်တွေကိုတုံးပြီးပြောမလဲဆိုတာသိသွားတယ်နောက်တစ်ခုကိုမှာတကယ်လို့ negative emotion တွေရှိနေပြီဆိုလို့ရှိရင်လည်း အဲ့ဒီ emotion တွေကိုရှော့ပြီးတော့အငြင်းကိုကဟိုပေါ့နော်ဒီအငြင်း good feeling ပေါ့ เนาะအဲ့လို feeling လေးထည့်ပြီးတော့နေရမှာပေါ့เนาะအခုကိုလည်းအမြင်နဲ့ငါဟာအလုပ်တွေလုပ်နိုင်လာပြီငါကအမြင်နဲ့အောင်မြင်မဲ့လူတယောက်ဆိုပြီးတော့အမြင်နဲ့ယုံကြည်နေရပေါ့เนาะဒီတန်တန်းလေးကိုတက်လိုက်ရခြင်းအဖြစ်ပေါ့เนาะအဒီတန်တန်းတန်တန်းလေးရဆိုလို့ရှိရင်အရန်ကောင်းတယ်ကို့အတွက်ကော coach ပြန်လုပ်မဲ့သူတွေအတွက်ကောဒီကို့ကိုကိုအတွက်ပေါ့เนาะကို့ကိုပဲပြန်ပြီး coaching လုပ်มาလာဒါမှမဟုတ်လို့ရှိရင်တခြားသူတွေကိုပြန်ပြီး coaching ပေးมาလာပေါ့เนาะအဲ့လူတွေအတွက် အရန်ကိုတင့်တော်တဲ့တင်တန်းတစ်ခုပေါ့နော်ဒီတင်တန်းကိုတက်လိုက်ရတဲ့အတွက်ကြောင့်ဟိုကိုကိုကိုလည်းငါကအောင်မြင်တဲ့လူတရားလို့ခံယူလိုက်ရတဲ့အထီးဟိုအကျိုးတက်ရောက်တဲ့တင်တန်းလေးတစ်ခုပါချေဟုတ်ကဲ့ပါကျေးဇူးများရှိပါတယ်လက်ခုပ်နဲ့အကျေအညီကြားချင်ပါတယ် congratulations ပါ